အလုံးမေမင်္ဂလာပါတသသိမ့်တော်အပိုင်း120နိုဗိုချာဂတ်စ်မှာမထွက်ခင်ဥကအင်သူယူဂျင်းပြောင်းလာခဲ့သည်ဥကတရားမြတ်တည်းမြတ်ချောင်းချာကညှို့ငင်နေလည်သည်သူ့အလိုကိုလိုက်ရှာပါ၏သို့သောစိတ်တရားရထားသည်ပုံစံဖြင့်သာရှာကောင်းသောခီးမထွက်မီတွင်အစီနီယာကြောင့်သူစဉ်းစားမိသည်နေအောင်ကြီးကိုလက်နက်ကသည်လူတရား၏အတွေ့မြင်သူနှင့်ပသက်သမျှတို့သည်ယူဂျင်းအတွက်စိတ်အနှောက်အယှက်ဖြစ်စရာကြီးဖြစ်နေသည်သူနှင့်အပြက်ဖြက်မှဖြစ်တော်မူအင်း ဥကာနားလေကောင်းမယ်ရဲရောက်ကျင်တိကိစ္စပြောရမည်ဖြစ်နိုင်ရင်တိကနေဖြစ်ရမည်ရာကုန်တို့တို့လေးရကြမှတို့ရောက်ကြသည်ယူချင်းရဲ့ဖေအဖိုးကသူ့ချက်မှတမိုင်ကွာတော့ထီထွက်လာပြီးသူတို့ကိုကြိုသည်မြင်းထားကလေးပေါ်မှာသူစင်းလာမှုကိုယူချင်းသတိထားမိလိုက်သည်ထိုင်ကုန်မှထားတော့သူ့ချက်တော့ကိုမနေတည်ယူရသည်အဖေဧည့်သည်ကိုလာကြတာကွာမှန်တိတိကျကျကြည့်ပြစေဦးအဖိုးကချွေးမလောင်အောင်ပေါင်းကုန်နေပြီနှုတ်ဆက်သည်ယူချင်းကလည်းမြို့သည်ဖတ်ဖတ် ကျွန်တော်တို့ရထားပေါ်တဲဖဖချွေးမလောင်နဘေးမှာထိုင် ကျွန်တော်ကဒရိုင်ဘာနဲ့ရှင်းထိုင်မယ်အဖိုးကြီးကအိုးကပေတွင်ဝင်ထိုင်ပြီးလက်ကင်ပေါ်အဖြစ်မုတ်ဆွေတွေကိုတို့ရင်တောက်လို့သူကိုမတိမတာအကဲခတ်သည်ဒါရဲ့ချင်းနေရောပြန်တွေ့ရတော့ဝမ်းသာပါတယ်ဖဖတန်ရန်ရလာရဲဆို ဖေတတ်နိုင်မလဲလေအဖိုးကြီးကယူချင်းတွဲလောင်းကြနေတော့အင်းကြီးလက်တစ်ဖက်ကိုမကြည့်မအောင်မျက်နှာလှည့်ထားသည်အဲ့ဒါအကြောင်းမဟုတ်တော့ပါဘူးဖဖကျွန်တော်နေသားကြတော့ပါပြီ ဖေကြီးကခက်ဆန်းဆိုင်မှတ်ချက်ကြသည်ဒီလိုပဲဖြစ်ရမှာပေါ့ခေါင်းတစ်ခုလုံးရှိသေးတာပဲကွာဘာဘူးစရာရှိလေတောင်းကဂုံသိက်ကအပြင်းနဲ့အိမ်ပြန်လာတယ်ဟော်ရီအလှကလေးလေးပါသေးတယ်အဖေကြီးရှိစစန်းဂုံမြူစကားကိုယူချင်းသဘောစာနေသည်အိုကာကိုငှက်ကြည့်ပြီးမျက်လုံးနဲ့မြင်လိုက်သည်ဥကာကပြန်ပြပြလိုက်သည်ယောက်မကြီးသူ့ကိုသဘောချက်သွားပြီဟုတီးလိုက်ကြထားကတဖြည်းဖြည်းအထက်လမ်းကိုမောင်းလာခဲ့သည်။ပေရိုင်းပင်တွေတင့်နံပင်တွေတရရရွေးလေကျင်းရသည်။ပြီးတော့ကြီးတိုးလမ်းကိုဖြတ်ပြီးပြန်သွားသည်။ ။ဦးကောင်ကသူ့ကိုလှမ်းကြည့်ပြီးပြုံးနေသည်။ကြည့်ပါဦးကွယ်။ဒိတ်စိတ်နေရပဲနော်။တကယ်လူနီသူမီဒိသပဲနော်။ဦးကပြောတော့အဖိုးကြီးကမြေကုန်းပင်ပြီးပြန်ပြောသည်။တို့ကိုသူတို့ကလားကြွာလိ။ယူချင်းကဟိုးဝေးသူမျောကြည့်လိုက်သည်။လူတစုကိုလှမ်းမြင်ရသည်။သို့တော်လူလုံးမကွယ်။ဘသူတွေများပါလဲ။တယောက်ကအစီနေရများလား။တဖြည်းဖြည်းနေလာပြီ။ဟုတ်တာပေါ့။သူမသူစေ။အနာရလို့ယထားဖြစ်သွားတော့သူ့ကိုမျက်စိမျက်နှာပြတ်နေလိမ့်မည်ဟုထင်လာ၏။ တိုးတော်သူကိုပြမြုပ်ရှိရှိနဲ့တွေ့လိုက်ရတော့ကယူချင်းတရားရင်တွေတတိုင်းတိုင်းခုံသွားသည်ပြီးတော့အလုံးချင်းကြက်သွားတယ်လို့ပေါ့သွားပြီးခေါင်းချင်းတို့ဆက်လိုက်သည်ဦးကားအစီနီယာကိုလှမ်းကြည့်ပြီးနှောက်လိုက်တာအဲ့ဒါဘာလဲယူချင်းကအင်းနေမပြတ်ပြန်ပြောသည်သူ့အတန်ကအေးစစန်းကိုရောအင်းကအင်းပေါ်လီဦးကားဒီရာခေါနိုရင်လူချစ်လူခင်ပေါ်ဒီမိန်ကလေးဖြစ်လာသည်အရင်ကဖြစ်တယ်လို့အဝိစားနဲ့ရှောက်သွားနေသည်အင်းဦးနဲ့သခင်ကြီးသည်ခောက်သိမ်းထားသည်ကိုအင်းကြီးအဟောင်းကြီးနဲ့သုံးမင်းပေါင်းမိကိုထုတ်ဝေသည်ပယုတ်လုံးနဲ့တထောင်းထောင်းနဲ့ ရှခင်ကလည်းမဟုတ်တော့ဘဲအဝိစားတွေမဆူစလောက်ဖုံပင်းနေလေမင်းအစီနီယာကိုဆိုသည်မနဲ့မနဲ့တွင်ထုတ်ပေးသည်ဖနှက်ရောင်မပြောင်းလီငေါ့သည်မုတ်စိကျင်စဲတွေကိုမတဆဘူးတောင်းနေသည်ဖြင့်ယူချင်းတန်တော်ဖြင့်ကြိတ်ပြုတ်နေရသည်အစီနီယာကသခင်မကလေးကိုလူလီသည်မရှိပြုစုသည်ဘလူးစိတ်ကောင်းဝင်နေမှန်းမသိလူရထပ်ပို့ပြီးကျူးဆိုင်နေသည်လူကီရီယာကမိဖို့တွေကမထွက်တော့ဘဲစားကောင်းတော့ဖွဲ့ရိအရှံပေးချက်ပြုတ်ကြော်လုံးနေသည်အဖိုးဆက်ရှ်ကောင်းပင်ဆန်ကြီးအပြောင်းလေလှိုင်းခဲ့တံကိုခံနေရသည် တခင်ကြီးလစ်စနစ်စကီကသူ့ကိုလေကားရင်တွေ့လျင်ခြေဆုံးကောင်းဆုံးသိစီချကြည်သည်ပြီးလျင်လက်ညှိုးကလေးထောင်ပြီးရန်ကရန်ကမြေဆူတဲ့သည်ဟစ်ကောင်ခွေးမသာဘောင်းမီကဘလို့ဖြစ်နေရလဲဆက်ရှ်ကာကထူးဆန်းဆန်းဒေါသကြီးနေတော့သူ့တခင်ကြီးကိုကြည့်ပြီးနားမနေအောင်ဖြစ်နေသည်ကျွန်တော်ဘောင်းမီဘာဖြစ်နေလို့လဲတခင်ကြီးမင်းငါကိုတောက်ရက်ခွဲနေရလားအိမ်မှာမင်းတို့တခင်မလေးရောက်နေမသိဘူးလားဘောင်းမီကျေသည်တက်ဆန်းငတုံအဖိုးကြီးဆက်ရှ်ကာကြီးလက်ချောင်းနေကိုရီယန်တီးတယ်လို့ဘောင်းမီကျေသည်တွေတက်နေသည် ။သွားမြင်းဆောင်နေကိုမြင်မြန်သွား။မင်းဒီကောင်လုံးရင်းနေပူနဲ့လောင်ပြီးခြေချုပ်ဖို့လူကြီးရကိုပြောလိုက်မယ်။ဒါတော့ညစ်ပတ်တယ်ကောင်။ယူချင်းကသနတ်တလက်နဲ့ငှက်ပြထွက်နေသည်။အစီနီယံနဲ့ပတ်သက်ပြီးသူဆိတ်ရှုံနေသည်။တညရင်ဖေးကြီးကသူ့ကိုအခန်းနဲ့ခေါ်တည်သည်။မင်းကိစ္စမှာအဖေဝန်ဆက်တာမဟုတ်ဘူးသား။ဆိုရေးရှိလို့ဆိုရတာကိုမင်းခွင့်လွှတ်ရလိမ့်မယ်။အဖေကိုပြောပါဦး။အစီနီယံကိစ္စကိုမင်းဘယ်လိုလုပ်မယ်စိတ်ကူးလဲ။ယူချင်းကမျက်နှာနီးရလာပြီး secret ဖော်နေသည်။နောက်ဆုံးနေရိုးသက်တော်ဝင်ခံလိုက်သည်။ အမှန်တိုင်းပြောရရင်ကျွန်တော်ဘာလို့မှမသိဘူးဖြစ်နေရဲ့ဖေအဖိုးကြီးလေးနဲ့ပြောလာနေဒါပေမဲ့မင်းဘာလို့မှမဆိုတာအဖေသိရင်ခုချက်ချင်းသွားပြောပတ်စံပေးပြီးသွားတော့လို့ပြောလိုက်ပတ်စံကိုမျက်မျက်ကလေးပေးလိုက်ဘီမာတို့လူစားရှက်ကြတာပေါ့အစီကံတန်းလျှောက်စီတို့ယူချင်းချက်ချင်းထွက်လာခဲ့သည်အစီနီယာကသူ့ကိုကြိုပေးပြီးဂျုံမုံနေဆက်နေသည်သူကနောက်မှရက်ပြီးကုတ်ပေါ်တွင်ဝဲကျနေသည့်ဆံခွေလေးများကိုငေးကြည့်နေသည်။မင်းနဲ့ခဏစကားပြောချင်တဲ့အစီနီယာအစီနီယာကချားကနေလေကြည့်သည်။ သူကိုယ်သူအတက်နိုင်ဆုံးတည်ငြိမ်နေအောင်ကြိုးစားနေသည်သို့သောသူ့လက်ချောင်းလေးများတုံနေချောင်းယူခြင်းတတိထားလိုက်မိသည်ပြီးတော့ထမင်းချက်မျိုးသမီးကိုသူမြို့မြင်းလှမ်းကြည့်ရင်ချိတ်ပြုတ်နေသည့်ပြုံမျိုးဖြင့်ယူခြင်းကိုမော်ကြည့်သည်နှစ်ယောက်သားလေကားဝါရောက်တော့ယူခြင်းကစပြောသည်ပြောပြန်ရှိရဲတတိချန်နေတော့သွားလေအစီနီယာကခက်ရှိရှင်နဲ့ယူကြိုးစွာပြန်မျောသည်စိတ်ထဲတွင်ဇလန်းမြန်ဆတော်မိအထင်ပင်မင်းကဘာလို့ခေါ်ထွက်လာလဲသိလားအမောင်ထဲတွင်အစီနီယာကသူ့လက်မောင်ကိုလမ်းဆွလိုက်သည် သို့တော့ယူဂျင်းကအတွေးမခံဘဲရုန်းထွက်လိုက်တော့အစီနီယာချီနေကိုရိတ်မိသွားသည်။ဤရင်ရက်ပြီးမိသည်။ရှင်မဖြစ်ချင်လဲယူဂျင်း။ကျမရှေ့ဆက်မသွားတော့ဘူး။အေးကောင်းတယ်။ဒီနေရာမှာရင်ပြောကြပါဘူး။ဘာမှမရှိပါဘူး။ယူဂျင်းစကားလုံးရွေးပြီးပြောလိုက်သည်။မင်းနဲ့ငါဒီတိုင်းဆက်နေတော့လို့မဖြစ်တော့ဘူးအစီနီယာ။အဲ့ဒါမင်းနားလေပါရဲ့နော်။ကိုအင်းတော်တယောက်ဖြစ်နေပြီ။အဆက်တခွဲဂျိုးနေဖြစ်ကုန်လိမ့်မယ်။ကိုလိပ်ပြတ်မတတ်တော့ဘူး။အရှိတခွင်မမော်လူကမဲဒီထံမေးလာနေပြီ။အစီနီယာငြိမ်နေသည်။ မင်းတခုခုပြောလေဘာလို့ငြိမ်နေရလဲဘာမှပြောစရာမရှိပါဘူးမင်းကပတ်စံအလုံလောက်ပေးလိုက်မင်းတနည်းအားကိုသွားတော့မင်းသဘောတူပါရဲ့နော်ဒီတိုင်းဆက်သွားလို့မဖြစ်တော့ဘူးလေလာကောင်ထီနေလို့ရမလားအင်းရပါတယ်နေပါအက်စီနီယာငြိမ်သွားပြန်နေစိတ်ထဲတွင်အရိုက်ခံရတယ်လို့ထင်သွားသည်ကျမတော့မှပါရှင်အောင်တော့ရမနေပါဘူးနော်ခုလိုနေရတဲ့စာရင်ထွက်သွားရအောင်မတော်အောင်မင်း ကျမကိုအထင်တော့မသေးပါနဲ့ယူချင်းသူ့တန်းက၆ကက်ကသူလေးနဲ့ပြောနေရလားတက်တက်ရှိနေရလားယူချင်းမိုးကြီးခွဲတယ်မင်းဘာလို့ဒီလဲအစီနီယာသူ့လက်မောင်ကိုအစီနီယာနောက်တစ်ခါလာတယ်ပြန်နီနောက်မင်းနဲ့နေငယ်ကြရင်ဘယ်ရသည်၆နှစ်တင်းနေသည်မြတ်တော်ရဲမှာတူထလာသည်အိမ်နားရောက်ခန်းနေရောဒူးကောင်းနေရာကဘောင်မီကိုလက်ကန်ပေါ်ဖြင့်တုတ်သည်နေသည်ကျင်းမောင်းနေသောမြက်တွေကောက်ကြသည်အိမ်နားရောက်တော့အစီကန်တန်းလျှောက်ဘက်ကိုပြန်ငယ်ကြည့်လိုက်သည်အစီနီယာကပေါ့နေသည့်စပင်းတွေကိုလက်နှစ်ဖက်နဲ့တိန်နေသည် နှစ်ခမ်းအဆုံကရေရှင်ပြုံးတုံမပြုံးတုံအခန်းလေးရှုံစုံတော်ဒီမြက်ခင်းလိမြင့်ကြီးရဲ့ရင်မြက်မြင့်ရှိတွေခေါင်းပြူစာပြုံလင်၍ညော့ကြည့်လိုက်ရင်မိုင်မောင်းမြတ်စွာငွေရောင်လိုက်များတီးအီပြေလာနေပြီသူညာခါများရင်မြက်ခင်းလိမြင့်ကြီးကကဗလာနဲ့ကိုလန့်ချုံကကောင်းငင်တွင်ခြေရီချရန်လျက်လာမင်းနဲ့အတူလင်းလန့်နေလေသည်လေဦးရဲ့တွင်တင့်တကိုင်းမင်းတို့ရင်နဲ့သည်တင့်နှပြန့်ပြန့်မိုးခေါင်ထားသည်ပြင်မြက်ခင်းအချို့အယောင်ဝါနေသည်ငုံတွေကတော့ပြုံမြူးလျက်ပြီနှံကောင်တို့ရဲ့အော်တန်ကဆူဆူရှက်ရှက် ကောဆလီမျိုးတို့ဤဖော်ဖက်တော်ချစ်ဆရာမြတ်ခင်တွင်မြင်လင်ပြင်းနဲ့တင်းပြက်နေသည့်လေပြည်သည်မြင်းလာမြောင်မြင်းမောင်မြိုင်လေဆံကိုရက်ခတ်ပြနေတကယ်သူလေတန်ဤတန်ကြောင့်မြင်းနေပစက်ကိုရှာဖြင့်ရက်နေကြသည်ချစ်ဆွေလင်ပြင်းကျင်သည့်ဒွန်ပြင်းရဲ့အသေးနှလုံးဖြစ်လေသည်ရှုံမြောင်သွဲသွဲတောင်ဆွဲထက်ထက်နေမှန်မြတ်မြတ်ကောဆမီဥညွအလေးပြုပါသည်တွန်ခုတော့မြင်းခေါ်တဲ့တဖြောင်းဖြောင်းနေတွေ့ချောင်းစည်းခဲ့လေပြီဒီကမြင်းလာကြီးကဥကောင်းသည်သည်ရင်ကျကျခြေလက်တွေတွေ့နေအောင်တောင်းသည်ကောင်းသည်ခေါ်ရီကကြောက်တော့လို့မှာသည် နိုင်ငံသားသည်တစ်ဆက်မြမနှော်သည်ဒွန်းမြင့်စစ်စစ်ဖြစ်သည်မြူကောင်းမြူတန်ဘွေကောင်းဘွေတန်မြင်းတကောင်ဖြစ်သည်ထိုကြောင့်သူကိုချစ်စနုပလာကြီးဟုခေါ်ကြသည်ဒီနေ့တွင်ရေးတောင်းနေရင်သူမြင့်မတွေကိုလာတောင်းကျန်သည်မြင်းလာကြီးတကောင်ကိုသူ့လိုက်တိုက်သည်ပလာကြီးလိုက်ဖက်သည်မြင်းကြီးကသူ့ထက်ပလာကောင်သည်နှစ်ကောင်သောခြေနှင့်ကန့်ကြကြကြသည်ပဒရက်ပြီးတကောင်နဲ့တကောင်ကိုက်ကြသည်အသက်နီလန်သည်သည်တဲစီမဲကြီးကိုက်ကြသည်မြင်းထင်းကအနီးအနားတွင်မရှိမြတ်တော်ရဲတွင် မှောက်အိမ်နေသည်အချာမြင်လာကြီးကဗလာကြီးကိုအနိုင်ယူပြီးသူမြင်းအုံးနဲ့ဝေးရသော မောင်းထုတ်လိုက်သည့်အခါသူဆက်လက်နှင့်သူထွက်ပြေးရတော်သည်နောက်ပိုင်းကျမှသူ့ကိုမြင်းဆောင်ခေါ်လာပြီးမြင်းဆောင်ဝင်နှင့်စီးကူယူရသည်တပတ်ကြာတွင်ကျုံနေသည့်ခြေထောက်တစ်ဖက်ကောင်းသွားသည် ကိုရှိပွားင်သူ့ကိုစီးပြီးကွင်းထဲမှသူ့မြင်းအုပ်စီသို့ထွက်လာခဲ့သည်မြင်းထိန်ပွားနှင့်နှစ်လနေပြီနော်မိခေးကိုရှိပွားင်သည်စစ်ချက်ကွင်းမြင့်ထဲမှမြင်းတို့၏တဘာဝကိုတည်တည်ချာချာလေ့လာဖြစ်သည်သူတို့၏ထက်မြက်ပုံအသိဉာဏ်မြင့်မှမုံကိုတလေးတစားတင်ကြသည်သူတို့နေထိုင်ပုံစားသောက်ပုံမျိုးဆက်ပြမှမုံကိုအသိစိတ်လေ့လာသည် သူတို့တွင်လူနဲ့တူသည့်သဘာဝဆိုင်ရာလက္ခဏာများရှိကြသည်အသက်အကြီးဆုံးဘာခါဆိုသည့်မြင်လာကြသည့်မြင်မမြပေါ်ရက်စက်တပ်ပုံကိုသူသတိထားမိသည် မျက်နာတွင်ကြာဖြူကြီးနှင့်လေးနှစ်သမီးမြင်မချွတ်ချွတ်ကလေး၏မျက်လုံးများမှာတက်လက်လက်တောင်းနေသည်ဒီဟာလေးကိုသူဆွဆွလန်းလန်းသဘောကျနေသည်သို့သောသူ့ကြက်တော်များကရော့ရဲပြော့တွဲရလာနေပြီစိတ်သွားတိုင်းကိုမပါတော့မိခေကိုရှိပိုင်းသည်သူ့လောက်တွင်စေဝင်စားသည်တာဝန်ကြီးသည်သူ့တရင်သည်ခရံဥက္ကရိုင်နာသို့ပေါက်သွားသည် ်ဩဂုတ်လရောက်တော့သူ့ကိုဗီယင်စကာသို့ပြန်ပို့ဖို့ကြီးကြပ်ရေးမှူးထံအထက်မှညွှန်ကြားလာသည်ပစ္စည်းပစ္စည်းများကိုထုတ်ဖို့ကသူ့မြမကလေးနှင့်ခီးနေကြရာညနေပိုင်းတွင်ကကြင်ကိုကြော်လာသည်တောင်ပေါ်လန်းနှင့်ဗီယင်စကာဘက်သို့သွားနေသည့်မြင်းလက်တစီကိုကြော်တက်လာခဲ့သည်ယူကရိန်းယထာသမားကသူ့မြင်းတွေကိုအတော့နေနေသည်ယထာဝရင်ပခုံးကြကြမြို့ကြီးသားမှုစံနှင့်လူတယောက်ပါလာသည်ဖွေကောင်းဆလာနှင့်ထုတ်ဖို့ကိုထံမှထူးဆန်းလက်ဆက်သောစီလီနှင့်ထွက်နေသည်အရာရှိတယောက်နေလဲလာခြင်းဖြစ်မည်ဟုမိခီမှတ်ယူလိုက်သည်ပြသားတယောက်နှင့်တူပါသည်ဟုစိတ်ထဲထင်လာသည်ဖြင့် အနိကအငယ်ခက်သည်တည်ကြပြီစတီဗင်မာလာအန်အော်လန်ပြင်ချီရီပို့ထွက်လာသည်တည်ကျင်စိတ်ကိုမထိနိုင်တော့တစိတ်ခင်ဗျာစတီဗင်အက်စတာကောက်ပါလိုက်ပုဂ္ဂိုလ်ကအုတ်ထုတ်ကိုနောက်လန်လန်ပြီးကိုရှိဝိုင်းအားနှိမ့်ကြည့်သည်ဟုတ်ပါတယ်ခင်ဗျာကဟင်နေပေါင်းမင်းမခီကိုရှိဝိုင်းမဟုတ်လားဝမ်းသာလိုက်တာကွာသူကဝမ်းသာအရာပြန်အောင်ပြောသည်မြင်းလေးပေါ်မှာဝမ်းသာအရာလက်ဆန့်ပြီးသည်နှက်ခမ်းမွေးအောက်ကနှက်ခမ်းတွေတလုံးလုံးဖြစ်လာပြီး ဝမ်းသာလိုက်တာမင်ခေယာဟုဆိုလာသည်မင်ခေကိုရှိဝိုင်းတယောက်အံ့ဩလို့မပြီးသေးနေစမအောင်မင်းမင်းစတီဗင်ဟုတ်ပါရဲ့နော်ဒါထက်မင်းသိပြီဆိုတသေးသမီးဖြစ်နေတော့တငယ်ချင်းကိုကြည့်ပြီးဝမ်းသာအောင်ဆုနေမှာမင်ခေမျက်နှာညှို့သွားသည်မြင်းလည်းနေရှင်းစီလာပြီးစကားတစ်ပြုတ်ပြောနေခီးဆက်ခဲ့ကြသည်အနောက်ဘက်ဝင်လေလူနေမင်းသည်ညနေချိန်ပိုင်းများနေလှပနေလေသည်အပြာအောင်ကောင်းငယ်နေမိုးသားတရင်တွေတလေလေတိတ်စီနေသည်ဝင်းကျင်တွင်လမ်းဘေးပြောင်းခင်းထဲမှာငုံးကောင်အောင်နေတဲ့ကြားသည် ဟိုဝီမှာတာဒရက်စ်နဲ့ဗီယင်စကာကိုရေးရဲလက်မြင်နေရပြီ။စူဇန်မောင်စတီဗင်ဘယ်ကဘလို့မင်းပြန်ပြီးပေါ်တော်မူလာတယ်။မိခေကဝမ်းမတ်တာမေးလိုက်သည်။ဂျာမနီကနေလေဂျာမနီကနေကိုစာတီမြေကိုထာနေကိုပြန်လာတာပေါ့ကွာ။ဒါပေမဲ့မင်းတိုက်ပွဲမှာကြာသွားတဲ့အကြောင်းကိုစတိုင်သိနေရပြီ။သူတို့မျက်စိအောက်မှာမင်းကြာသွားတယ်လို့ပြောတဲ့လူတွေအများကြီးပဲစတီဗင်။စတီဗင်ပြန်ပြေသည်။သူပြောပုံကတုံဆိုင်တုံဆိုင်ပြင်းမှန်းကြီးဆောင်ပြောနေရပုံမျိုး။ငါးနှစ်နေရမှာဒဏ်ရာရတယ်။ကိုစတိုင်လား သူတို့ငါ့ကိုထားခဲ့လို့ငါတုံ့မန်းဖြစ်နေဂျာမန်နေလက်ထင်ပတ်သွားလीဒံယာရီပြောက်တော့သူတို့ချွတ်တက်တာဖြစ်သွားတော့ပေါ့ကောမင်းဆောင်လေးတစ်ဆောင်တော့ရွာကိုရေးဖို့မရဘူးနော်ငါရေးရမယ်လို့တရားမှာမရှိတော့ဘူးလीစတီဗင်ကစိတ်လေးထက်ညင်သည်ဟင်မင်းမင်းမတရားလုံးရှိနေဟာကိုသူနဲ့ငါအတူတူမနေရကြာပြီလीအဲ့ဒါလူတိုင်းသိနေရဲ့လို့ငါထင်နေသူ့အတန်ကချက်ကကဲစောစောကလူထိရှင်ပြမှုမျိုး မရှိတော့သူ့မိမအကြောင်းပြောခြင်းမို့မရ ယထာသမားကသူ့မျက်နှာကိုနှင်းနှံဝေ့ကဝေ့ကဖြစ်မောင်းနေတော့လေပြင်းမနေသည်မျက်နှာကဖြည်းဖြည်းမမှန်သောသွားနေလေသည်သူတို့ကြာကြီးစကားပြောတော်ပြီးမှစတီဗင်မိသည်မင်းရွာပြန်မလားမိခေမဟုတ်ဘူးခင်ဗျာဥက္ကရာစီသွားမလို့လမ်းဆောင်ရောက်တော့သူတို့လမ်းခွဲလိုက်ကြသည်နောက်မှတွေ့မယ်တငယ်ချင်းမိခေကနှုတ်ဆက်လိုက်သည်စတီဗင်ကအောက်ထုတ်နောက်ဆုံးကိုလက်ဖြင့်တို့ပြီးအစ်စစ်တန်ပြင်းတုံမြင်သည်သူ့လေတန်းကနိုင်ငံခြားသားတယောက်နဲ့တူနေသည်ကျမ်းမာပါစေမိခေအခန်းက တနီတွေကဒံမြန်ထိုးစစ်အတွက်စစ်ကြောင်းထုတ်ဖို့အာရုံနေကြသည်ကော့ဆက်တက်များတွင်ခဲယမ်းမိကြအင်အားနေနေပြီထိုးကြောင်းနေဆက်ကိုဖျက်ကျော်ဖို့အောင်းဆိုင်နေကြသည်အချိန်နှီးမှာပြောင်းပြန်ဖြစ်သွားပြီးအောင်းနိုင်သူတို့အရေးနေလေပြီနွေဦးပေါလို့စစ်ပညာရေးဆွေးနွေးနေကြခြင်းတွင်ကော့ဆက်တက်သားတွေနားခွင့်ရပြီးအိမ်ပြန်လာကြသည်ကောင်းရင်ချင်းဖြစ်၍တရားလုံးတစ်နယ်လုံးတွင်အလုသမားရှားပါသည့်ဖြစ်နေကြုံနေရသည်ရွာတိုင်းတွင်လူအလူမင်းများနဲ့မိမသားများသာကြံ့ရင်ချင်းဖြစ်မြင်းနေလှဲတွေရထားတွေကိုစစ်တက်ကလှိမ့်ပြီးချော်ဆက်နေခြင်းနှစ်ဖက်စလုံးမှာဆွေးနေခြင်းဖြစ် စတီဗင်ပြောင်းလာသည့်တဲ့ရင်သည်တရားလုံးဤနှုတ်ပြတွင်ရေပန်းဆောက်ဆောင်တဲ့ရင်ဖြစ်သွားသည်သူ့ကိုတေးပြီးဟုတရားလုံးကယုံကြည်ထားကြသည်မဟုတ်လားခုတော့သူ့ကိုလှမ်းမြင်သူတိုင်းကဖျားဆောင်မြောင်ကိုရုပ်စုကောင်ဆူတောင်းပြကြသည်စတီဗင်ကအင်နီကိုချ်ကာရိုအင်ရှီတွင်ရက်ခိုင်ပြီးသူ့ပစ္စည်းအသေးချသည်အင်နီကိုချ်ကမိမကသူ့သက်ဆဆက်ပြင်းနေတုန်းသူ့အင်စီကိုစတီဗင်ကိုလာခဲ့သည်လာရောင်တွင်ပြုတ်ပြစ်နေသည့်သူ့အင်နှင့်ချန်စီယိုကိုလိုက်ကြည့်နေသည်ဟိုဘက်ကကြဲဥကြော်ရီအေးကုန်ပြီသူမပြန်သေးပဲသူ့ချန်နယ်တွင်ရှောက်ကြည့်နေသည် ခဏနေရောရွာတွေကလူတွေသူ့စီရောက်လာကြပြီးမိခုနှင့်တရဇက်မေးလျော်သည်အင်းနီကော့ရှ်ကတော့အင်းရှိကန်လေးလူ위နဲ့ပြေးသွားသည်စတီဗင်ကဖြစ်ချောင်းကုန်စင်ကိုပြတ်တောင်းပြတ်တောင်းနေပြုတ်ပြနေသည်အိုမင်းရင့်ရောင်နေသောသူ့မျက်နှာတွင်ပြိုးရင်တစ်ချက်မှမထင်ဘဝသည်လုံလုံလလကြီးပြောင်းလဲခဲ့လေပြီနောက်တနေ့မနေ့ပင်တာလီမော်မီလက်ကောက်ရလာတော့စတီဗင်မလို့သည်အဖိုးကြီးကချောင်းထိုးကိုဆိုရင်သူ့ကိုစောင့်နေသည်စတီဗင်တို့လာသည်အပြင်မှာဆီလီညီဖို့မိကြီးချစ်တန်ကြားလိုက်ရသည်ဝင်ခဲ့ရမလားခမညာ အဖိုးကြီးပင်တာလီမွန်တန်ဒလီတဇောင်းမေးလိုက်ခြင်းဖြစ်သည်အဖိုးကြီးအီလီနစ်နာထုတ်ပေးသည့်ထောက်သောထောက်လာရင်းဝစ်စင်သောကော့တောင်သာရှေ့အင်ကြီးကိုဆင်မြန်လင်းဝင်းခဲ့ပါစတီဗင်ကဆီလီပေါ်ရင်လှမ်းပြလိုက်သည်ရှင်ဘက်တွင်စုတစိတ်တူတလောင်းနှင့်အင်ဂျီဝီပြီးဆောင်နေစဉ်အဖိုးကြီးဝင်လာသည်ကုံမော်ရင်လည်းအစ်စ်တီအပွင့်နေနဲ့လုံးဝပြောင်းလဲနေသည်သူ့ပုံကိုကြည့်ပြီးပဆက်ဟောင်းသားဖြစ်နေသည်သူ့မျက်လုံးစုံနဲ့အံ့ဩခြင်းနဲ့အတူလေးစားသည့်အရေးအောင်များပါနေသည်သို့တော့စတီဗင်ကမူလူလူလလရှိဟံမတူကြည်စံ မင်းတော်တော်အရေးကြတာပဲစတီမင်းအင်းအသက်လည်းရလာပြီကိုမင်းသိတယ်ဆိုလို့ငါတို့မှဆူတောင်းလိုက်ရတာအမောပဲကွာငါရဲ့ဂရီကိုအတွက်လေးအလားတူပဲပေါ့မောင်ရအဖိုးကြီးပြောနေရင်တုံသွားသည်အနေရကျက်သွားပုံဒီကြောင်ပြောဖို့မသိမှန်းသိလိုက်၍ရစ်ပစ်လိုက်ခြင်းဖြစ်သည်စကားလမ်းကြောင်ပြောဖို့သူကြိုးစားသည်အင်းဘုရားသခင်ဂျေဆုတော်ကြောင့်မင်းရွာပြန်ရောက်လာတာပဲစတီဗင်ဂရီကိုတော့ကလည်းတို့ဆူတောင်းလိုက်ကြတာနောက်ဆုံးလာဇရတ်လိုတေယောင်ကသူပြန်ရောက်လာရည် ူအခုကလေးနှစ်ယောက်ရနေပြီ။သူ့မိမနတာရီယာကလေတော့ရှာပါတယ်။အင်းမင်းချင်နေရော။ကောင်းပါရဲ့။ကျေးဇူးတင်ပါတယ်။ရွာလေးကိုရှာပြီးမင်းမျက်နှာပြလိုက်ပါအောင်ကွာ။စကားဆမီပြောလိုက်ပါအောင်။စတီဗင်ညင်းသေးသည်။တိုးတော်ဖိုးကြီးကအတင်းခေါနေသဖြင့်နောက်ဆုံးသဘောတူလိုက်ရတော့သည်။အိမ်မမထွက်ခင်မျက်နှာတက်ပြီးစပင်ကိုနောက်လန်ခွဲလိုက်သည်။ဟင်။မင်းစပင်နဲ့တိုးပြစ်လိုက်တယ်။ဟုတ်စား။စတီဗင်ကဘာမှပြန်မပြောဘဲသူ့နောက်မှထွက်လိုက်ခဲ့သည်။ အဖိုးကြီးကတလန်းလုံးအဝဆုံးရှိနေသည်အင်းသူတို့ဘက်ကအမှားအတွက်ဖာထင်းနေတာပါလားဟုတွေ့ရင် စတီဗင်ဆက်လျှောက်လာခဲ့သည်